အားလုံးမင်္ဂလာပါခင်ဗျာကျွန်တော် channel လေးကနေပြန်လည်ကြိုဆိုလိုက်ပါတယ်အခုကျွန်တော်ဖတ်ပြပေးချင်တာလေးကတော့ဆိုင်းဆရာကြီးချွေဦးတောင်းရေးသားထားတဲ့ယရနာဘုံလို့မြည်ရတဲ့ခန်းဆဲဝတ္ထုလေးရဲ့အပိုင်းကိုဖြစ်ပါတယ်ခင်ဗျာနားတော်တာချင်းပေးကြပါအောင်ခင်ဗျာယရနာဘုံအပိုင်းကိုမောင်ထုံးမြတ်ဒီခင်းစိန်ကြီးကိုလိုက်ဖို့၍သုံးရက်ခန့်နေပြီလျင်မိနစ်နဲ့ခင်းစိန်ကြီးတို့ကိုတငယ်ချင်းမောင်မဆန်ဤအိမ်မှာထားခဲ့၍ပြန်လာခဲ့လေ၏တွားခန့်ဤတွင် ကဲမောင်းသွားအောင်မယ်နော် ခင်ကိုကူကိုကောင်းကောင်းမအောင်ခရုဆိုက်ရင်နော်သွားပြီအောင်တော့မောင်းခင်မကြီးတို့လည်းမိမိကအပုံကြီးလွမ်းပါလေလို့ပြောလိုက်ပါရှင်ပြီးတော့လည်းပဲပြီးတော့ပါလေမိမိကြီးကိုလည်းရှင်ကသွားပြီးပို့မနေပါနဲ့ရှင်ဟုကြည်စား၍ပြောတယ်လို့လို့တကယ်ပြောတယ်လို့လို့နင်းပြောလျင်မောင်းထွန်းမြတ်လေကြည်စား၍ပြောသည်အောင်မေ၍ရေမောလေးရဲ့ပြန်လာခဲ့လေ၏အကယ်ပြောသည်ဟုအောင်မေခဲ့ပါလျင် ခင်စိန်ကြီးက ်ဒီကပြန်သွားလျင်ကလအုပ်စည်းပြီးလဲမနေပါနဲ့ဟုမှားလိုက်ပြီးတကယ်တော့အံ့ဩမြည်ဖြစ်လေသည်ရှင်နေမောင်ဘဆန်ဤအိမ်သည်မိထီလာရေကန်နှင့်မနီမဝေးတွင်ရှိသည်ဖြင့်မောင်ထုံးမြတ်ပြန်သွားသည့်ညနေ၌ခင်စိန်ကြီးသည်မိနစ်နှင့်နှစ်ယောက်ရေကန်သို့လမ်းလျှောက်ထွက်သွားကြလေ၏ရေကန်သို့ရောက်လျင်ခင်စိန်ကြီးသည်ခွန်အားနေပါသည့်အခါဖြစ်၍အနှဲငယ်မူဝေလျက်ရှိလေရာမိနစ်ကိုအိမ်သို့ပြန်၍နာဘူးယူစေရန်ဆေလွတ်လိုက်လေ၏ ထို့နောက်ရေကန်အနီးရှိခုံရှိတစ်ခုပေါ်တွင်တယောက်တည်းထိုင်လျက်နေရခင်စိန်ကြီးမှာငယ်စဉ်ကကဲ့သို့အသားရည်ခြေလင်းအမှုပြိုခြင်းမရှိသည့်အပြင်မကြမ်းမမာသည့်အခိုက်ဖြစ်၍ဖြော့တော့နွမ်းနေလျက်ရှိလေ၏သို့တော်လေအယုတ်အည်မှာအလွန်တရာမွန်ကြီးလာ၍တစ်ချိန်မြင်လိုက်လျင်နောက်တစ်ချိန်ထက်၍အကြည့်မီလောက်အောင် ရှိသေးရကလမ်းလျှောက်သွားသူတို့သည်ခင်စိန်ကြီးကိုမြင်လျင်တဲချက်ကြီးရှိတဲ့မျက်နှာလေးပါလားဘယ်အရက်သူပါလဲ ်မိတိလာသူတော့မဟုတ်မမှန်ပြီဘူးဖြူဖြူစင်စင်ရှိပုံကတော့အောက်သူနုနုညံ့ညံ့တင်းတင်းမွေ့မွေ့ရှိတဲ့အမူအရာကတော့မန္တလေးသူတဲလျှောပါကလားဗာမင်းကတော်ပါလေစသဖြင့်အချင်းချင်းပြောဆိုလျက်သွားကြကုန်၏ခင်စင်ကြီးလေလမ်းသွားလဲလာတို့အားကြည်လျက်နေစဉ်ရုံးစည်းရင်းနှင့်တူသော လူနှစ်ယောက်တို့သည်တောက်ပပြောင်းလဲသောဝိစားတို့ကိုဝစ်စင်လျက်ဒုက္ခကလေးများကိုရမ်းလျက်လာကြရာ ခင်စင်ကြီးဤအနည်းတို့ရောက်လျင်ဂျဲတင်း၍အချက်မရှိသော မျက်စိတို့ဖြင့်စိုက်ကြည့်ကြလေ၏ခင်စင်ကြီးအိန္ဒြေရှိသောမျက်နှာထားနှင့်မိမကောင်းပိသားသောအမူအရာကိုမြင်လျင်မျက်စိကိုအောက်ကျလျက်သွားကြကုန်၏ထို့နောက်ကောင်းမွန်တဲ့ရဲ့ဝစ်စားဆင်းရဲလျက်အယုတ်ရီချောဟွေ၍ယဉ်ကျေးဖွေရသောအမူအရာရှိသည့်လူတစ်ယောက်သည်ရှောက်လာရာခင်စင်ကြီးသည်၎င်းလူကိုမြင်လျင်တစ်ခုလုံးတုန်လှုပ်လျက်ဝမ်းသာရမည်ကဲ့သို့ဖြစ်လေ၏ ၎င်းလူလေးခင်းစင်ကြီးအကြီးတို့ရောက်လျင်စေးရီနှစ်ယောက်ကဲ့သို့စားတော့ဝါတော့မလို့ရဲတင်းသောမျက်နှာထားနေမှကြည့်ပဲယောက်ျားကောင်းပြီပြီအယုတ်ရီချိုးဒီကိုချင်းမွန်သောမျက်နှာထားနေတာလျင်တဲ့ချိုးတဲ့မိမတယောက်ပါကလားဟုအောင်းမေလေးအကြည့်လေ၏ချိုးလေးချိုးဝိပုံစားပုံကလည်းဘုခတ်ဆန်ဆန်အမူအရာကလည်းတည်တည်တတ်နဲ့ပင်းနေကြောင်တယောက်တည်းထိုင်နေပါလိမ့်မယ်အလိုဒီမျက်နှာငါမြင်မှုပါလေအော်ဟုတတိယ၍ခင်စိမ့် အမိန်တော်ရမင်းဦးထွန်းမြတ်ကတော်မဟုတ်ပါလားခမညာဟုအနီးသို့ကပ်၍မေးလျင်ခင်စင်ကြီးလည်းယီတီရောင်အောင်ဖြစ်လျက်ဟုတ်ပါသည်ဟုပြောလေ၏လူချင်းမတွေ့တာအကြအပုံကြီးကြပြီယခုလိုဘွားကနေတွေ့ရပြန်တော့တွေ့ရတဲ့အတွက်ဝမ်းမြောက်တာနဲ့အရင်ကလိုပဲသွားပြီး အောက်မေ့မိပါတယ်ဟုပြောပြီးလျင်ခုံထဲအင်းအချားအစွန်းတွင်ဝင်၍ထိုင်လေ၏ ခင်စိန်ကြီးမျက်နှာမှလေးဖြတ်တော်ချင်းခင်၍ကျမ်းမာသောအခါခါကဲ့သို့ရုတ်တရက်ဖြစ်၍သွားသည်ကို၎င်းလူသည်မြင်လျင်တိလောက်ချောတဲ့မိမကိုမမြင်ရတာကြာလာပြီဟုအောက်မိမိလေ၏မိချီတာကိုဘာကိစ္စလာပါသလဲခမညာကျမတဲမကျမ်းမမာလို့ဆရာဝန်များကအဝေးမြို့မှာခိတ္တသွားပြီးလဲရမယ်ဆိုလို့ကိုထွန်းမြက်လည်းဒီကနေ့ပဲပြန်သွားတယ်ကိုတက်ညွန့်ဒီမနေသလားဒီမမနေပါဘူးဟုတ်ပါကြည့်ရတာလည်းအင်မတန်မမာတဲ့လက္ခဏာရှိပါတယ် ကျွန်တော်လည်းကံအားလျော်ဆိုတာဒီမှာရှိတဲ့အခိုက်တန်တာရှိရင်ခိုင်းပါကျွန်တော်ဆောင်ရွက်ပြရစီဟုပြောလေ၏ခင်စိန်ကြီးမှလည်းမောင်တဲညုံကိုတွေ့ရသည်နှင့်အဖေကြောင့်ဤများလောက်တုံလို့ရလေသည်နီဟုမိမိကိုမိမိစိတ်လဲဆိုမိမိသည်မောင်တဲညုံကိုလုံလုံမေးပြီဟုအောင်းမေးမိရမှလည်းယခုမှလုံလုံမမေ့သေးကြောင်းကိုသိရလေ၏ကျေးဇူးတင်လာပါတယ်ရှင်။ဆောင်ရွက်စရာတော့မရှိပါဘူး။မိနစ်ကလည်းလာခဲလိုက်တာ။ကျမပြန်ရှင်းပါအောင်မယ်ရှင်။ အမိန်တော်ရကတော့ကြည်ရတာအင်မတန်နေမကောင်းပုံရလိုက်တာတယောက်တည်းပြန်လို့မတော်ဘူးမှတ်ပါလေကျွန်တော်လိုက်ပို့ပြရစေဟုပြော၍ခင်းစိန်ကြီးနှင့်အတူလိုက်လာလျင်ခင်းစိန်ကြီးမှာပေါင်တက်ညွန့်နှင့်ဆွေမျိုးနီးဆက်လေတော်သည့်အဖြစ်ကိုသတိရ၍မလိုက်ပါနှင့်တော့ဟုအတင်းညင်းဆန်ရန်ခတ်သဖြင့်လိုက်ရန်ခွင့်ပြုရလေ၏ကျွန်တော်တို့မမဝိလုံကတော်ကြီးနှင့်အမြတွေ့သေးသလားဝိလုံကြီးနှင့်မောင်တက်တင်ကလေးတို့တစ်ခါတစ်ခါလာလေကြပါရဲ့ဝိလုံကတော်နှင့်တော့တစ်ခါမှမတွေ့ဘူး ကျွန်တော်လဲသူတို့နဲ့ဟိုတုန်းကတည်းကတခါမှမတွေ့ရသေးဘူးကျွန်တော်လဲမိချီလာကိုမနေ့ကပဲရောက်တယ်အလဲပဲလားဟုတ်ကဲ့အလဲပါပဲဆိုပါတော့เจ้าနေပဲတငယ်ချင်းတစ်ယောက်ကဒီမြို့မှာမြို့အုပ်ဖြစ်လေတော့အလဲလာခဲ့ပါဆိုလို့မရောက်ဘူးလားနဲ့လာလေပါတယ်ဘယ်နည်းလောက်ကြာမယ်အောက်မိတလေမပြောတတ်ပါဘူးမနေ့ကတည့်ရက်ဒီကနေ့တည့်ရက်ရှောက်လေတာနဲ့ပဲတော်တော်နှံ့သွားပါပြီ ။ဒီမျိုးကလည်းမျိုးကလေးကိုရန်ကုန်မန္တလေးတို့လို့တော့လေပတ်เสียမပေါ်တာနဲ့နှက်ပြန်တော့ပြန်မယ်အောင်မိမိတာပဲ။နှက်ပြန်ပဲရထားနေတယ်။ခုတင်ကတော့ပြန်မယ်အောင်မိမိတာပဲ။အခုတော့လေပြန်ညင်နေစီမရှိပြန်ဘူးဟုခင်းစိန်ကြီးကိုကြည့်လျက်ပြောရင်းပဲ။တဲခူရအိနီတို့ရောက်တဲ့ဖြင့်ခင်းစိန်ကြီးကဟောကျမတို့တဲတဲ့အိမ်ရောက်ပြီဟုပြော၍အိမ်နှင်းတို့ဝင်သွားရ။မောင်တက်ညွန်လေရွှေမျိုးတော်ဆက်တီအောင်မိ၍မဖိတ်မခေါ်ပဲအိမ်နှင်းတို့ဝင်၍လိုက်သွားလေ၏။ အိမ်တွင်းတို့ရောက်လျင်အမိတော်ရမင်းမောင်ဘဆန်နှင့်အမိတော်ရကတော်တို့ကိုမောင်တက်ညွန့်ကရွှေဘုံမှာရှိတဲ့ခင်တို့ဒတော်ဝိလုံကတော်ကကျွန်တော်နဲ့မောင်နှမပါပဲဒီကခင်နဲ့ကျွန်တော်နဲ့လည်းရွှေဘုံမှာနေရုံကမောင်လူနှမလူတိုင်နဲ့အတူနေလာခဲ့ကြတာကျွန်တော်လည်းကျွန်တော်တင်ငယ်ချင်းမြို့အုပ်မင်းမောင်ဘကြီးထံခိတအလေလာခိုက်အခန့်သိရင်ပဲခင်နဲ့ရေကန်နာတွေ့တို့အိမ်တိရအောင်လိုက်ပြီးကြည်လာပါတယ်အခုဒီကနောင်တော်နဲ့အမတို့မျက်နှာ မြင်ရရင်တော့မြင်မြင်ချင်းမဲ့မိတ်ဆွေအရင်လိုအောက်မိမိပါတယ်ကျွန်တော်ရှိတဲ့အခိုင်မြို့အောင်မင်းအိမ်ကိုလည်းလာလေတော်မူကြပါရန်ကုန်များရောက်လို့ရှိရင်လည်းကျွန်တော်တို့အိမ်မှာပဲတဲကြပါသာတဖြင့်ပြောပြီးမိတ်ဆွေဖွဲ့ရာအမင်းတို့ရာမင်းလေးမယားလေးမောင်တညုံ၏အမူအရာနှင့်ပြောပုံဆိုပုံတို့ကိုနှစ်သက်လာ၍ကောင်းမွန်စွာဝတ်ပြုပြီးလျင်အကျွမ်းဖွဲ့ကုန်၏။နိုင်ယူဝက်ခန့်ရှိလျင်မောင်တညုံသည်သွားတော်မူဟုထား၍နှက်ဖြန်ကုန်ခင်လန်းလျှောက်အောင်မလားဟုမေးလျင် မပြောတတ်သေးဘူးဟုပြန်ပြောရာလမ်းလျှောက်လို့ရှိရင်တယောက်တည်းလျှောက်လို့မတော်ပြီဦးမှတ်တယ်။ဒီကမင်းကတော်ကလေကလေးတွေနဲ့တော့မအားပြီဘူး။ကျွန်တော်ကတော့လူအားတက်တက်ဖြစ်တော့ကျွန်တော်ရှိတဲ့အခိုက်စောင့်ရှောက်ဖို့ဝတရားရှိတဲ့အတိုင်းစောင့်ရှောက်မှတော်မယ်။ကိုထိုးမြတ်ကလည်းသူ့မိန်းမစောင့်ရှောက်တဲ့အတွက်ကျေးဇူးတင်မယ်မဟုတ်လားဟုခင်စင်ကြီးမျက်နှာကိုကြည့်ကပြော၍နှုတ်ဆက်ပြီးထွက်သွားလေ၏။ ။နောက်တနေ့ညနေအေးအချိန်တိုင်းမောင်တက်ညွန့်သည်အခါတိုင်းထပ်ပင်ဂယုဆာ၍ကောင်းမွန်ရှုရှင်ဖွယ်ရှိအောင်ဝစားဆင်ခြင်းလျက်ခင်းစိန်ကြည့်ရှိရာအိမ်သို့လာပြီးလျင်ဘဲနေလေခင်ကျွန်တော်ကနောက်ကျနေသလားဟုအမှန်သွားမည်ကိုသိသည့်အဟန်နှင့်မေး၍ခင်းစိန်ကြည့်ဤထီးကလေးကိုယူပေးရာခင်းစိန်ကြည့်မှာဘာမှမပြောနိုင်ဘဲထွက်၍လာခဲ့ရလေ၏။ လမ်းသို့ရောက်လျင် မောင်တက်ညွန့်သည် ရှေ့ခါကားကဲ့သို့မိမတို့ဤနာတွင်ကြားရည်မငြိမ့်နိုင်တော့အတန်ဖြင့်စိတ်ပါဝေဖြစ်သောစကားတို့ကိုယဉ်ကျေးသိမ်မွေးစွာအမူအရာနှင့်ပြောဆိုပြီးလျင်ခင်စင်ကြီးလိုက်နိုင်လောက်ယုံသားလျင်တပြေးပြေးရှောက်၍မိထွန်းချိန်လောက်တွင် အိမ်သို့လိုက်၍ပို့လေ၏ဤသို့တနေ့မှတနေ့ညနေ၄တိုင်းလမ်းလျှောက်ကြရာဆေးရက်ခန့်များရှိလေ၏ ခင်စိန်ကြီးသည်မောင်တက်ညွန့်အားရှေ့ခါကနှစ်သက်ဖူးသည်များမကယခုတဖန်လေးမောင်တက်ညွန့်နှင့်တွေ့ရလျင်စိတ်နှလုံးနှစ်သိမ့်သည့်အဖြစ်ကိုသိရနှင့်အဘဲကြောင့်ညနေတိုင်းမောင်တက်ညွန့်နှင့်အတူလမ်းလျှောက်ရပါသည်ဟုအပြစ်တင်ပွဲရှိပေ၏မောင်တန်ညွန့်သည်ခင်စိန်ကြီး၏စိတ်တော်နှင့်တွေ့အောင်ကြိုးစားအားထုတ်သည်မှန်သောလေမောင်သည်ချစ်ခင်သောနှမကလေးအားအရေးတရူပြုပြီးတကယ်တို့သာလျှင်ပြု၍မောင်နှမကဲ့သို့မအပ်ဆက်သောစကားတို့ကို အလင်းမပြောသည်လေတကြား အထက်ကဖော်ပြခဲ့သည့်အတိုင်းဆွေမျိုးနှိစက်လေတော်သည်ဖြင့်မိမိအားဤကဲ့သို့ခရုတစိုက်ရှိသည်ကိုမဆိုင်ပါနှင့်ဟုပြောရန်ခရင်သည်လည်းတခြားမိမိမှလည်းမောင်ထွန်းမြတ်၏မယားဖြစ်ပြီး၍မိမိ၏စိတ်သည်လည်းဘယ်နည်းနှင့်မြဖောက်လဲဖောက်ပြန်မရှိနိုင်ဟုယုံကြည်သည်လည်းတခြားမိမိလာသည်မှာလေကျမ်းမာလာဇေယံလာသည်ဖြစ်၍ဣရိယာပုတ်မြတ်တာခြင်းအားဖြင့်အလင်းအမြန်ကျမ်းမာခဲ့လျင်မိမိ၏လင်သားနှင့်ကလေးများကိုအလင်းအမြန်တွေ့ရချေမည်ဟုအောင်းမိသောကြောင့်တကြောင်ဖြစ်လေသည် ၎င်း၁၀ရက်အတွင်းတွင်ကင်းစင်ကြီးမှာများစွာတန်ဆွမ်းကျမ်းမာလာ၍မြက်ကွင်းညိုခြင်းအသားရေဖြုတ်တော့ခြင်းပြေဝေထိုင်ပိုင်းခြင်းစသည်တို့သည်ပြက်ကွင်းလျက်မျက်နှာသည်လည်းပြည့်ဖြိုးရှင်လန်းလာလေ၏စတိရဲ့ရောက်သည့်နေ့တွင်မောင်ထွတ်မြက်လည်းအလဲလာမိဟုအချိန်နှံရိုက်လျက်ကင်းစင်ကြီးသည်မောင်တက်ညို့နှင့်ဘူတာယုံတို့တွား၍ကြိုလေ၏ ်ပေါင်းထုံးမြက်သည်ညထားပေါ်မှအစင်းတွင်ဘူတာယုံနီးနရက်လျက်ချီသောလူတစ်ယောက်နှင့်မိမတယောက်ကိုမြင်လျင်ရုတ်တရက်မမတ်မိသဖြင့်တဲချောတဲ့ယောက်ျားနှင့်မိမပါကလားဟုအောင်းမိမိ၏အနီးသို့ရောက်လျင်မိမိမယားဖြစ်ကြောင်းကိုသိလျင်ပေါင်းထုံးမြက်သည်များစွာအာရဝန္တာရှိ၍ အောင်မလေးခင်ရဲ့မှတ်တောင်မမှတ်မိဘူးတေဟန်ရပါကလား။ဘာများလို့လို့ဒီလောက်တောင်မလွယ်ရတဲ့တုံးပျော်စမ်းပါအောင်ဟုပြော၍မရအနည်းတွင်ရက်လျက်ရှိတော့လူကျောကိုလမ်းကြည့်ရာမြင်မှုပါသည်ဟုအောင်မေဆဲတွင်ခင်စင်ကြီးကကိုတဲ့ညွန့်လေးကျမရေးလိုက်တဲ့စာထဲမှာသူဒီမှာရှိတယ်လို့ပါတယ်မဟုတ်ဘူးလားဟုပြော၍ပေါင်ထုံးမြက်လေးစဉ်းစားလျက်နေလျင်ပေါင်တဲ့ညွန့်က ဟုတ်ပါကျွန်တော်လည်းဒီမှာအလဲလာတဲ့အခိုက်နဲ့အခန့်အတင်းလို့ညနေရီတိုင်းခင်လန်း၆တိုင်းလိုက်ဖို့ရပါသည်ဟုပြောလျင်မောင်ထွန်းမြတ်လည်းအလွန်တရာကျေးဇူးတင်ကြောင်းပြောလျက်အိမ်သို့သွားကြလေ၏အိမ်သို့ရောက်လျင်မောင်တဲ့ညွန့်လည်းနှုတ်ဆက်၍ပြန်သွားရာ ဘယ်နဲ့လဲပြောစမ်းမအောင်ခင်ရဲ့မာလွယ်လာချီကလားကျုပ်ဖြင့်ဒီလောက်ရဲ့နဲ့ဒီလောက်ထူးတဲ့ဟာပြောလို့တော့ယုံမယ်မဟုတ်ဘူးတဲကောင်းနေမိထီလာပါကလားဟုပြောလျင်ခင်စင်ကြီးမှာမိထီလာကောင်းရင်မဟုတ်အခြားအကြောင်းကြောင့်ဖြစ်သည်ဟုအောင်းမင်းမိတော့ကြောင်းမျက်နှာပြည့်၍မိမိကိုမိမိစိတ်ဆူလျက်ဘာကြောင့်လဲမပြောတတ်ပါဘူးရှင်ဒါနဲ့ကလေးတွေအားလုံးမာကြပါရှင်နော်မိမိများတတိမရပါကြရဲ့လား ခင်မောင်ကလေးကကိုဘာမှမလိုက်သေးတယ်ဟုမေးလျင်မောင်ထွန်းမြတ်တီရေလျက်တနေ့သားကလေးကဘာမှတတ်လိမ့်မလဲခင်ရဲ့ခင်မကြီးကဖြင့်မိမိလွမ်းလာပြီတဲ့မလိုက်ရှာတယ်သူတို့လွမ်းတာကဘာဟုတ်သေးတယ်ခင်ရဲ့စသဖြင့်ရေမောပြောဆိုကနေကြလေ၏နောက်တနေ့နေ့နေ့၌မောင်တန်ညွန်းသည်အိမ်တို့လာ၍မောင်ထွန်းမြတ်မောင်ပဆန်တို့နှင့်အရက်ရက်သတင်းတို့ကိုပြောဆို ရေမောလေးရဲ့နေကြ၍နာယီတဝက်ခန့်ရှိလျင်မောင်ထွန်းမြတ်သည်ဤသူကအလွန်စကားပြောကောင်း၍ လူမှုလူရေး၌လည်းကျွမ်းကျင်ရာလက္ခဏာရှိသည်ဟုအောင်မြင်မိ၏ပေါင်ထုံးမြက်လေမိမိမရှိသည့်အခါ၌မိမိ၏မယားကိုဆွေမျိုးနှိဆက်တော်ကားများနှင့်ဤမြလောက်ဆောင်းချောက်ပေးသည့်အကြောင်းကိုသိ၍များစွာကျေးဇူးတင်သည်နှင့်မန္တလေးသို့အလေလာဖြစ်ခဲ့ပါလျင်မိမိအိမ်၌တဲကိုပါဟုပင့်ဖိတ်လေ၏ ်ထိုကဲ့သို့ယောက်ျားတို့အူတို့သည်အဲခံခန်းတွင်စကားပြောလျက်နေကြစဉ်ခင်းစိန်ကြီးမှမိမိခံတဲ့ပြောက်တွင်ထိုင်လျက်လမ်းသွားလဲလာလို့ကိုငေး၍ကြည့်နေရင်မိမိအဖြစ်အပျက်ကိုစဉ်းစား၍နေလေ၏ ခင်စိန်ကြီးသည်မောင်တန်းညုံကိုမြင်ရသည့်အတွက်၎င်း၏အတန်ကိုကြားရသည့်အတွက်နှလုံးနှစ်သိမ့်ခြင်းဖြစ်သည်ကိုသိရကဤသည့်သောအမူအရာသည်စိတ်၌ပင်ဖြစ်တည်မှန်သောလေမိမိခင်ပေါ်မောင်ထွန်းမြတ်အားပြမပြီးတကယ်သို့ရှိလေတော့သည်ဟုအောင်းမေ၍မိမိကိုယ်ကိုအပြစ်တင်လျက်ဤသို့မဖြစ်ရန်ကြိုးစားရှာ၏တို့ရာတွင်ဤသို့ဖြစ်ခြင်းသည်မိမိအလိုတူ၍ဖြစ်ရသည်မဟုတ်အလိုမတူသည့်အပြင် မားเจ้าကိုတည်ရဲ့နှင့်အလိုလိုဖြစ်တတ်သောသဘောဖြစ်သောကြောင့်နေနည်း၍မရနိုင်ပေရှိလေ၏ တို့ရရင်ခင်စင်ကြီးမှာမယားဤဝတ္တရားကိုမေ့လျော့၍မောင်တက်ညို့နှင့်ဖောက်လဲဖောက်ပြန်ကြံစီမိရှိတော်မူဟူ၍ကာအလင်းစိုးရင်ခြင်းမရှိပေ။မောင်တက်ညို့ကိုမြင်၍မောင်တက်ညို့အတန်ကိုကြားရသောအခါ၌စိတ်နှလုံးတုန်လို့၍ဝမ်းသာပြီးတကယ်သို့ဖြစ်သည်ကိုမခံကျင်သောစိတ်သဘောရှိပေ၏။မောင်တက်ညို့ပြန်သွား၍မောင်မဆန်လေရုံးသို့သွားလျင်ခင်စင်ကြီးသည်မောင်ထွတ်မြတ်ရှိရာသို့ထွက်လာ၍ခင်တခုခွင့်တောင်းမရစေမောင်။ခင်တောင်းတော့ခွင့်ပြုမယ်လို့မောင်ကခရီးထားမှလား။ ဘာတောင်းညင်တယ်လဲခင် ပြောပါဒီလိုနဲ့မပြောဘူးခတိထားမှပြောမယ်မောင်တက်နိုင်တဲ့ဟာပြင်အခွင့်ပြုပါမယ်ပြောတာပြောပါခင်ဒီမှာနေရသမျှကာလာပတ်လုံးမောင်နဲ့အတူတူနေပါရစေမောင်မပြန်ပါနဲ့တော့ဟုပြောလျင်မောင်ထွန်းမြတ်သည်အံ့ဩသောမျက်နှာထားနှင့်ကြည့်လျက်ဒီလိုတော့ဘယ်ဖြစ်နိုင်မလဲခင်မောင်မှာအမှုရဲ့ချင်းတွေကလည်းရှိတယ်ချီချီကိုပါရဲ့မောင်ရဲ့မောင်မပြန်ပါနဲ့တော့နေလို့ဖြစ်ရင်လည်းနေချင်ပါရဲ့ခင်ရဲ့အခုတော့မဖြစ်နိုင်လို့ပါခင်လည်းအတိသားပဲ ဒီတရနေ့ရဲ့ကလေးလာတာတော့အင်မတန်ကြံဖန်လာရပါတယ်။မောင်နဲ့ပြန်ပြန်မယ်ဟုတ်လား။ပြန်ရလိမ့်မယ်ခင်ရဲ့။ဒါဖြင့်ခင်လဲလိုက်မယ်ဟုပြောလိမ့်။မောင်ထုံးမြတ်ဒီပြောလိရဲ့မလုံနဲ့မလုံနဲ့လိုက်ဖို့လဲမောင်ကခွင့်မပြုနိုင်ဘူး။ဒီရောက်တာ15ရက်လောက်ရှိသေး။ဒီလောက်တော့တိတိတသာကျမ်းမာလာပုံတော့နောက်15ရက်ဆိုရင်ကောင်းကောင်းပြောင်းပါပဲ။15ရက်တော့နေရရလိမ့်အောင်မယ်ဟုပြောလိရင်ကေစင်ကြီးဒီညနာပြည့်လိရဲ့မောင်နဲ့ခွဲပြီးမနေရခဲ့ခြင်းဘူး။ ဘာပြုတ်လို့လဲခင်အိုးမောင်မရှိရင်ပြင်းလို့ပေါ့ဟုပြောတော့လေမရပဲပေါင်ထိုးမြက်သည်နောက်တနေ့တွင်ပြန်၍သွားလေ၏ပြန်ခံနေတွင်မောင်ထိုးမြက်သည်မောင်တဲ့ညုံအားမိမိမယားကိုအထက်ကကဲ့သို့စောင့်ရှောက်ရလေမြည်ဟုမျော်လင့်ယုံကြည်ချောင်းများကို ပြောသွားလေ၏ပေါင်ထိုးမြက်မှာမိမိကိုယ်တိုင်တည်ကြည်ဖြောင့်မဲ့သော စိတ်တော်ရှိရာကသူတစ်ပါးတို့လည်းမိမိကဲ့သို့ပင်ချစ်ချေမည်ဟု အောက်မေ့သောကြောင့်မောင်တဲ့ညုံအားဤသို့ယုံကြည်စိတ်ချ၍မှားထားခဲ့ခြင်းဖြစ်လေသည် ထို့ပြင်မိမိမယား၏စိတ်တော်ကိုလည်းလုံလုံကြီးယုံကြည်စိတ်ချပြီးဖြစ်၍မိတိယောက်ျားမျိုးနှင့်မဆိုလူမရှိသောတော်ကြီးတဲ့၌ထားခဲ့သည့်တိုင်အောင်စိုးရင်ရမရှိဟုအောင်းမေလေသည်ပောင်ထွမြတ်မန္တလေးတို့ပြန်၍ခုနှစ်ခန့်အကြာရှိခဲ့သည့်အတွင်၌မေချီလာမျိုး၌ပောင်တက်ညွန့်သည်နေ့စဉ်မပြတ်ခင်းစင်းကြီးအိမ်တို့ဝင်၍လမ်းလျှောက်ရန်ခေါ်လေသည် ခင်စင်ကြီးလေးမောင်တက်ညွန့်နှင့်မတွေ့ရန်သွားချိန်မကြမီထွက်သွားနေ၍သွားနေကြမဟုတ်တော့လန်တို့မှရှောက်သွားတော့လေမောင်တက်ညွန့်သည်မတွေ့တွေ့အောင်ရှာ၍လိုက်လေ၏ဤသူတော်နီနီမရပြန်သဖြင့်မောင်တက်ညွန့်အားမလာနေတော့ဟုဖွင့်၍ပြောမိဟုအောင်းမိပြန်လျင် မောင်တက်ညွန့်ကဖယ်အတွက်ကြောင့်ပါလေဟုမေးပြန်၍ပြန်၍မပြောတတ်အောင်ဖြစ်ပြီးလျင်အမှန်ကိုဖွင့်၍အမှတ်မဲ့ပြောလိုက်မိမိကိုသို့တော့ကြောင့်ဤသူလည်းမပြောဝန်ပေရှိလေ၏ ထို့ပြင်ခင်းစင်ကြီးမှာပြန်ရက်လေနှီးပြီဖြစ်သောကြောင့်မိတိလာမပြန်သွားလျင်မောင်တက်ညွန့်နှင့်ကွဲရတော့မည်ဖြစ်၍မိမိအားနှောင့်ရှက်ရန်မတက်နိုင်ဟု၍လည်းအောက်မိမိလေ၏တနေ့တနိုင်ခင်းစင်ကြီးနှင့်မောင်တက်ညွန့်တို့သည်အခါတိုင်းထက်ဝေးဝေးလမ်းလျှောက်ကြပြီးနောက်ခင်းစင်ကြီးမှာအနှင်းငယ်မောပန်းသည်ဖြစ်၍မိတိလာကံကြီးအနီးထိုင်ကုန်တစ်ခုပေါ်တွင် အမောပြေလျက်နေကြရာနေမင်းဒီလေအယောင်အချိန်ဖြော၍ဝင်းလူဆက်ဆဲရှိရာ သူသွားလူလာလဲပြက်၍တမျိုးလုံးစိတ်ငြိမ်လျက ကံအတွင်းမှာခယုဖားတလက်မှစာရေးရေးတရဝငေတို့သူမြေကြသည့်အတန်းကိုခင်းစိန်ကြီးနှင့်မောင်တညွန်းတို့တဲခွဲစွာကြားရကုန်၏။နေဝင်ချိန်ဤသည့်ဖြင့်လင်းကြီးကလေးသည်လည်းကံပတ်မှတုတ်လာလျင်အနည်းရှိညောင်မင်းကြီးမှညောင်ရွက်တို့သည် အရွက်ချင်းခတ်သဖြင့်မိုးရွာသောအတန်ကဲ့သို့မြည်လေလျင်အဖို့ကွဲလျက်ရှိသောကြီးတကောင်သည်ညောင်ငိုင်းပေါ်တွင်နားနေရမှလန့်ပြီးလျင်ခင်းစင်ကြီးတို့၏ဦးခေါင်းပေါ်မှမြည်လျက်ပြန်သွားလေ၏မောင်တန်းညွန့်လေမိမိတောက်လျက်ရှိသော secret တူကိုပြစ်လိုက်ပြီးလျင်ကျွန်တော်တို့ရွှေဘုံမှနေကြတာတုန်းကကျုံသားမှဒီလိုပဲတညက်နေထိုင်နေကြတာခင်မတ်မိသေးသလားမမိတယ်ဒေါ်တော်ကတော့လိုက်ပြီးခေါ်သေးတယ်မဟုတ်လား။အော်ခင်လေမမိတကူ ဟုတ်တယ်မမကဒီတုန်းကကျွန်တော်ဘယ်နဲ့များထင်နေတယ်မပြောတတ်ပါဘူးရှင်မမကဒီလိုပဲသူ့နားမှာသာကပ်ပြီးနေစေချင်တယ်တိပြင်းလူနဲ့လည်းရင်မကြိုက်ချင်ဘူးကိုကတော့လည်းတိပြင်းတယောက်နဲ့မှသွားချင်လာချင်တယ်ဝင်းတောက်မင်းသမီးနဲ့လားဝင်းတောက်မင်းသမီးနဲ့များဘယ်တော့သွားဘူးတလဲဒါတော့ခင်ရဲ့ခင်လည်းအတိသားနဲ့ဟုပြော၍ခင်စိန်ကြီးကိုကြည့်လိုက်ရင်ဆိုလိုသည့်အထိပ်ပေကိုရိပ်မိ၍ခင်စိန်ကြီးသည်မျက်နှာထားခဲ့သဖြင့်မျက်နှာလွဲလျက်နေရာ ။အော်မှားပါပြီတော့လွန်သွားတဲ့နှစ်တွေပြန်ဆွဲလို့မရလျင်ဆွဲလိုက်ပါရဲ့ခင်ရဲ့။ဒီကအကောင်ကိုကအင်မတန်မှိုက်ပါတယ်လေ။အဖို့တန်ဗရမယာမိနိုင်လောက်တာနဲ့မစင်စားတဲ့အတွက်ငါးပါးကြီးမှောက်တာပါပဲခင်ရဲ့။အခုတော့သူများလက်ရောက်မှာဟုပြောဆဲတွင်ခင်စင်ကြီးဒီဆက်လက်၍မကြားလို့တဖြင့်ထိုင်ရာမှထလေလျင်နေပါဦးခင်ရယ်စမိလို့ရှိမှဆုံးအောင်ပဲပြောပြရစီတော့တက်တလုံးမှဒီတကားပဲကျွန်တော်ပြောဖို့ရှိပါတယ်ဟိုတုန်းခါကလေးကဦးက တနေ့တော်လေးပြောမယ်ဟဲ့တနေ့တော်လေးပြောမယ်ဟဲ့နဲ့ကိုကတော့ခင်မအတိဒုက္ခရောက်နေတဲ့အခါပါကလားလို့မတော်သေးဘူးလေလို့အောက်မေ့ပြီးနေမိဒီလိုမထောက်ထားမညာတာတဲ့လူကပြုံးကနေဆိုလာပြီးတော်ပြီရှင်းတော်ပြီကျမနားမထောင်ခြင်းဘူးခဏကလေးပါခင်ရဲ့ဆုံးအောင်နားထောင်ပါဦးခင်နဲ့လွဲသွားပြီးတဲ့နောက်ဖဲအတွက်ကြောင့်လွဲရတယ်ဆိုတာတစ်ခါလောက်များတွေ့ရလျင်ပြောပြလိုက်မဟဲ့လို့ဒီလောက်ကြောင်ခဲပြီးလာခဲ့တနေ့မှစိတ်မအေးပါဘူးခင်ရဲ့ခိုးတော့ကတော့ ကိုယ်စိတ်ကိုဒီလောက်မှန်မသိပေဘူးလွဲပြီးတဲ့နောက်မှာခင်အတွက်ဘလောက်အဆွဲလန်းကြီးတယ်ဆိုတာသိရပါတယ်ကျမအုတ်ထင်းသူမရှိတဲ့အခါမှုမကြားချင်တဲ့ဇကားကိုရှင်ကအတင်းပြောတာပေါ့လေဟုမျက်နှာထားတင်းတင်းထား၍ပြောပါတော့လေစိတ်ထဲနိုင်မှုခင်စိန်ကြီးဒီလွတ်လပ်လပ်ဖြစ်ခဲ့ပါကဤကဲ့သို့သောဇကားတို့ကိုကြားလို့မြည်ဖြစ်လေသည်ပြောတာနေတော့မထူပါဘူးခင်ရေအခုမှတော့လေလွန်လဲကုန်ကြပါပြီဘယ်နဲ့မှလည်းတက်နိုင်ကြမှာမဟုတ်ပါဘူး မိုက်တော့ကိုကမိုက်ပေးတာပဲကိုမိုက်လို့ခင်လဲဒီလိုအကောင်းနဲ့ဖြစ်သွားရတာတနာပါရဲ့ဟုပြောလျင်ခင်စိန်ကြီးဒီအလွန်အမြတ်ထွက်၍ကျမယောက်ျားကိုလားရှင်ကအကောင်းဆိုတာကျမကိုရှင်ကမြတ်တနာရသေးတယ်ဘာမှလို့လဲရှင်ကကိုထွန်းမြတ်ဟာကျမအင်မတန်ရှစ်တဲ့မြန်နိုးတဲ့ယောက်ျားဟာရှင်သိရဲ့လားသူ့ကိုကျမယူတာလဲကျမကို၌ကိုကသဘောကျလို့ယူတာ သူ့ယူမိတာမှားတယ်ထင်လိမ့်မယ်လို့များရှင်ကအောင်းမိနေသလားအကွာကြီးတင်းကြီးတခြားအောင်ပို့ပြီးမျက်နှုတ်လာသေးတယ်ရှင်ကရှင်ကိုရှင်ဘာထင်လို့လဲရှင်ပုံရှင်ပန်းနဲ့ရှင်သဘောထားနဲ့များကျမယောက်ျားနဲ့ရှင်နိုင်မထင်လို့လားမောင်တက်ညွန့်လေနှကန်းကိုကြိုက်လျက်မထင်ပါဘူးဗျာဟုပြောလျင်ရှင့်ကိုကျမကမောင်နှမလိုယုံကြည်အားထားပြီးနေမိလို့ရှင်ကဒီလိုဆော့ကားတာပေါ့လေကိုထုံးမြတ်ရှိရင်ရှင်ဒီလိုပြောဝင်မလား ဆုတ်ပါသွားရမယ်ဟုပြော၍ထွက်သွားလေလျင်မောင်တက်ညွန့်သည် အတင်းကပ်၍လိုက်ပြီးလျင်ကျွန်တော်ကအမှတ်တမဲလှုပ်ခနေပြောမိတာများဖွေမယူပါနဲ့ခင်ရဲ့ရှေးကလိုပဲကိုထုံးမြတ်မရှိတဲ့အခါမောင်လုံးနှမလိုစောင့်ချောက်ပြီးနေပါရစေဒီလိုအောင်းမေ့မိလို့အခုဒီလိုပြောခံရတယ်မဟုတ်ဘူးလားကိုထုံးမြတ်ကမသိချာလို့သူ့မယားစောင့်ချောက်တဲ့အတွက်ကျေးဇူးတင်စကားပြောသွားတာဒီလိုမှန်းအမြတ်သိရင်လေရှင်ကလား မားပါလေခင်ရဲ့မားမိပါလေကျွန်တော်လည်းယခုဒီအတွက်တောင်းပန်ပါလေနောက်ကိုလည်းဒီလိုမမားစေရပါဘူးကိုစိတ်ကူလည်းကိုအပုံကြီးချုပ်တီးပါလေချုပ်တီးလို့မရနိုင်ပဲအမတ်တမဲ့လှုပ်ကနေထွက်သွားမိတဲ့အတွက် ခင်းစိန်ကြီးသည်ရက်နေသောမင်းရထတစည်းပေါ်သို့ရုတ်တရက်တက်သွား၍တကားကိုပိတ်ပြီးလျင်ယထသမအားမိမိနေရက်ကိုပြော၍မောင်းသွားလေ၏မောင်တညို့မှာစကားလက်ဆမတက်ရဘဲလမ်းတွင်ရက်လျက်အင်းကြီးအိတ်ကိုလက်၌ပြီးလျင်နှခမ်းကိုကြိုက်ခါယထကိုငေး၍ကြည့်နေရလေ၏ နောက်တနေ့ညနေ၌မောင်ထွန်းမြတ်သည်မိတ္တိလာဘုရားယုံမဆင်း၍ပြာဤပြာရနှင့်လာပြီးလျင်အိမ်သို့ရောက်၍ခင်စင်ကြီးနှင့်တွေ့လျင်အမလီလန့်လိုက်တာဗျာပြင်းနေကြောင့်ဒီလိုအလန့်တကြလို့ရတာတော့ခင်ရဲ့ချင်းနေရတော့ည7နာရီလောက်ရှိပြီညရထားကလည်းမရှိတော့ညတွင်ချင်းလည်းမလာနိုင်ဘိုးကလည်းလင်းခဲလိုက်တာလေတကယ်ဆိုတော့ဘယ်လိုအကြောင်းကြောင့်ဆိုတာထည့်ပြောလိုက်ပါတော့ ယခုတော့ဘာမှမသိညာမှမသိနဲ့အမကြီးကတော့ပြောပါရဲ့ဘာမှမဖြစ်ပါဘူးကွယ်မင်းလာစီခြင်းလို့ရိုက်လိုက်တာပါတဲ့အကြောင်းထူးရင်ထည့်ရိုက်လိုက်မှာပေါ့တဲ့ဘာဖြစ်လို့လဲခင်ပြောစမ်းပါဟုမေးလိုက်ရင်အမကြီးကဒီတခါတော်တော်အတွေ့ကောင်းသားပဲဟုပြုံးလိုက်ရဲ့ပြောလိုက်ရင်ကြည်စမ်းကြည်စမ်းခင်ကတော့ကြည်စားလိုက်တာပေါ့လေဒီကတော့တ냐အလုံးတရေးမှမအိနိုင်ဘူးတက်လဲတက်နိုင်နေဗျာ ကဲဘာမှမဖြစ်လျင်ဖြင့်မျက်ဖြံကအရေးကြီးတဲ့အမှုကြီးတစ်ခုကချိန်ထားလို့ဒီကနေ့ညမောင်ပြန်ရလိမ့်မယ်ခင်လေးရစိတ်လို့ပါပြီနောက်ခုနှစ်ရက်လောက်လိုပါတော့တယ်ဟုပြောလျင်ခင်စင်ကြီးလည်းလင်သားတို့ကဲဟွေခင်လေးဒီကနေ့ညရစိတ်ပြီမျက်နှာထားတစ်မျိုးနှင့်ပြောလိမ့်ဤမောင်ထုံးမြက်လေခင်စင်ကြီးမျက်နာကိုကြည့်လေလေအရင်တစ်ခေါက်ကထဲပင်ကျမ်းမာ၍လာသည့်လက္ခဏာရှိသည်ကိုမြင်ရသဖြင့်နောက်ထပ်၍ ရဲတပက်ခန့်နေရလျင်ရှင်းရှင်းပင်ပျောက်ချေတော်မူဟုအောက်မိသဖြင့်ရဲမစိမီပြန်၍မလိုက်ရန်အထံတန်ပြောပါသောလေခင်စိန်ကြီးသည်မျက်ရည်ဆက်လင်းနှင့်တောင်းမှန်လျက်ရှိလျင်ဒီလောက်တောင်ခင်ပြန်လိုက်ရှင်လိုက်တာပေါ့။မောင်ပြောတာကခင်အကျိုးပြောတာပါ။မောင်ကလည်းခင်ကိုယခုခေါ်သွားရမယ်ဆိုဝမ်းမသာပဲရှိပါမလား။သို့တော့ဘာပြုလို့ဆိုတာမောင်ပြောစမ်းပါ။ ြင်းလို့ဆိုတာလည်းမဟုတ်သေးပါဘူး။တိပြင်းချောင်ရှိပါလေအောင်မယ်ဟုမေးလျင်ခင်စိန်ကြီးသည်ပေါင်ထုံးမြတ်နှင့်အကြောင်းမပါမီကပေါင်တက်ညွန့်နှင့်ချစ်ကြ၏ဖူးသည့်အတွေ့ပေါင်တက်ညွန့်ရှိသည့်မြို့၌မနီလူချောင်းကိုဖွင့်၍လင်ကိုပြောလိုက်မိကြံပါတော့လေ။ပြောရန်စကားကိုပစက်မှမထွက်နိုင်သဖြင့်ကလေးတွေလည်းလွမ်းလို့ပြင်းလေပြင်းလို့ဟုပြောလေ၏။ ကျွန်တို့သည် ခင်စင်ကြီးကိုတည်ကျွမ်းသည့်နေမှစာ၍ယနေ့တိုင် ခင်စင်ကြီးကြံပုံစီပုံပြောပုံဆိုပုံလုပ်ပုံကိုင်ပုံတို့ကိုထောက်ရှင်း၍ကြည့်ခဲ့ပါလျင် ခင်စင်ကြီးသည်ဖြောင်းမတ်တည်ကြည်သောသဘောရှိကြောင်းအမားကိုပြုရန်ကြောက်ရွံ့ကြောင်းအမန်ကိုသာပြုလိုသောဆန္ဒရှိကြောင်းစိတ်သဘောထားဖြူစင်ကြောင်းစသည်တို့ကိုသိရှိနိုင်လိမ့်မည်ဟုယုံကြည်မျှော်လင့်ပွဲရှိလေသည် ၎င်းတွင်ညနေ၌မောင်တက်ညွန့်သည်အိမ်သို့ဝင်လာ၍ပြန်ကြမည်အကြောင်းကိုကြားသိရလျင်နေမယားနှစ်ယောက်အားအနေငယ်များမျက်နှာမပြက်ဘဲနှုတ်ဆက်၍ဘူတာယုံသို့လိုက်ပို့လေ၏မောင်ထွန်းမြက်လေမတိချသဖြင့်မောင်တက်ညွန့်အားကျေးဇူးတင်ကြောင်းပြောပြီးလျင် မန္တလေးသို့အလေတက်တက်လာရောက်၍မိမိအိမ်၌တဲခိုရန်ပင်ဖိတ်လေ၏ ်မိရထထွက်သွား၍မောင်တဲ့ညွန့်သည်မိတိုင်အောက်တွင်ရက်လျက်မျောကြည့်နေ၏တီကိုခင်စင်ကြီးမြင်လျင်ဤလူဤလက်တွင်မှလွတ်ပြေတော်မည်ဟုဝမ်းမြောက်တော်စိတ်နှင့်လင်းဤလက်မောင်းကိုကိုင်လိုက်လျင်ဘာပြုတ်တယ်ခင်အေးလို့လားဆောင်းယူမလားဘာမှမဖြစ်ပါဘူးပျော်လွန်းလို့ပါခင်ကိုနောက်တစ်ယောက်တည်းဘယ်တော့မှ ခွင့်မထားခဲ့နဲ့တော့ဘယ်တော့မှမခွဲပါဘူးခင်ရဲ့ယခုထားရတာတောင်ခင်စိတ်မချမ်းသာတာတဲ့မောင်ကသားပြီးစိတ်မချမ်းသာရပါသေးတယ်ခင်ရဲ့ ဒီနေ့ဖျက်ပြခဲ့တဲ့အပိုင်းလေးကိုအချိန်ပြည့်ပြီးနာတော်တာဆင်ပေးခဲ့ကြလို့အားလုံးကိုကျေးဇူးအထူးတင်ရှိအပ်ပါတယ်ခင်ဗျာနာတော်တာဆင်သူညီကိုမောင်နှမများအားလုံးစိတ်ချမ်းသာခြင်းကိုယ်ဤချမ်းသာခြင်းများနဲ့ဒီလုံးတော့ပြည့်စုံနိုင်ကြပါစေကြောင်းကျွန်တော်ဟန်လင်းမှစုမုံကောင်းတောင်းရင်နောက်ထပ်အပိုင်းများမှာပြန်လည်ဆုံတွေ့ကြပါစို့လားခင်ဗျာ